ဆိုတော့အားလုံးပဲမင်္ဂလာပါပြည့်ပြန် blog ကနေပြန်လဲကျေးဇူးပါတယ်။အဲဒီနေ့ဒီဗီဒီယိုမှာကျွန်တော် knowledge sharing လုပ်ပေးမယ့်အကြောင်းအရင်းရတော့ဗောနော်။ဒီဇင်ဘာတော့က၁၂လပိုင်းတော့ကကျွန်တော်တငယ်ချင်းစင်ကာပူကိုဘယ်လိုမျိုးလာခဲ့လဲ။သူ့အသက်ကဘယ်လောက်လဲဆိုရင်အသက်20နှစ်ဗျာ။ passport ကလည်း PV ဘယ်လိုမျိုးလာလို့ရလဲပေါ့နော်တော်တော်များပြောကြပါတယ်အသက်20နှစ်ဆိုရင်တို့ဥပဒေညှိတယ်ပြီးတော့ passport PP ဆိုရင်ထွက်လို့မပေးဘူး PG နဲ့မှထွက်လို့ရမယ်လို့တော်တော်များပြောကြတယ်ပေါ့နော်ဆိုတော့ကျောင်းတကယ်ချင်းရောဘယ်လိုမျိုးလာခဲ့ရလဲဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော် knowledge sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုပေးပါကျေးဇူးပါဆိုတော့စလိုက်ရအောင်ပေါ့နော်တို့ဒီ လွန်ခဲ့သောဆန်လလပိုင်းကဒီဇင်ဘာလကကျွန်တော်တငယ်ချင်းပေါ့နော်ကျွန်တော်မြန်မာပြည်ကနေကျွန်တော်ရှိကိုစင်ကာပူကိုဘယ်လိုမျိုးလာခဲ့လဲဆိုတာနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးရမယ်ဆိုရင်အရင်ဆုံးပေါ့နော်သူထိုင်းကိုသွားဖို့လုပ်ခဲ့ပါတယ်ဘာလို့ပထမအဆုံးပလန်ကထိုင်းကိုသွားဖို့ဖြစ်လာလဲဆိုတဲ့အကြောင်းရင်းကဒီလိုပေါ့နော်ကျွန်တော်လေးစိတ်မှာလေးစိတ်ကဥလေးကြီးတွေကကျွန်တော်ဒီစင်ကာပူကိုတိုက်ရိုက်လာမှာထက်သူတို့ကဒီထိုင်းကိုသွားမှာကိုသူတို့တန်ရရမဝင်ဘူးပေါ့နော်အမျိုးနီးနဲ့ကျွန်တော်နှစ်ယောက်တိုင်ပင်တဲ့အချိန်မှာသူက ထိုင်းကိုအရင်သွားလိုက်မယ်သူကမသွားဘဲနဲ့ထိုင်းကိုအရင်သွားဖို့လုပ်တဲ့အချိန်မှာဘာရီလိုအပ်လဲပေါ့နော်အရင်ဆုံးသူကရှိုးမန်နီပြရမှာဖြစ်တဲ့အတွက်ထိုင်းအဝင်ကအဲ့လောက်တော့မစစ်ဘူးတဲ့နော်ဒါပေမဲ့ရှိုးမန်နီပြရမှာပြီးတော့အကြောင်းကိစ္စတစ်ခုခုပါညာအဲ့လိုမျိုးလည်းမဟုတ်ဘဲနဲ့သူကအလေတက်တက်ကြီးသွားမှာဆိုရှိုးမန်နီတေးရာပေါ့ပြဖို့လိုတယ်ပြီးတော့ရင်နောက်တစ်ခုပေါ့နော်ဒီလေစိတ်အခြေအနေကိုကျွန်တော်တခါလေးပြပြပါမယ်လေစိတ်အခြေအနေကအဲ့တုန်းက၁၂လပိုင်းတုန်းကတော့ပေါ့နော် သူကចောင်းကိစ္စနဲ့ပတ်သက်ပြီးတော့တခြားနိုင်ငံပေးနိုင်ငံမဆိုသွားမယ်ဆိုရင်ပေါ့နော်ចောင်းခေါ်စားပါတယ်ဆိုရင်ထွက်လို့ရတယ်ပြီးတော့နောက်တစ်ခု passport bb passport bb ထဲမှာပေါ့နော်စကားရီတောင်ထည့်တယ် passport bb ထဲမှာခီးသွားမှတ်တမ်းထဲမှာလို့နိုင်ငံသွားဦးတဲ့လူတွေဆိုရင် bb passport เนาะအလဲ passport နဲ့သွားရဲဆိုရင်ခီးသွားမှတ်တမ်းထဲမှာအလဲသွားဖို့တဲ့နိုင်ငံတွေရှိတယ်ဆိုရင်လွတ်ပြီးတယ်ပြီးတော့အဲ့ဆိုရင်တော့ပို့လွယ်တယ်ပေါ့နော်ပြီးတော့နောက်ခုဟိုကိုရီးယားတိုက်ရိုက်ဥမာဂျပန်တိုက်ရိုက်သွားတာထက် passport pv နဲ့ဆိုရင်ထိုင်းကိုသွားတာကြတော့ပို့ပြီးတော့လူလေးကြီးတွေကမျက်နှာကြည်တယ်ပေါ့နော်ဒါတော့ထားပါတော့ passport pj နဲ့ဆိုရင်တော့ဘယ်နိုင်ငံနေနေ no ပဲပေါ့နော်ယခုကတော့ဒါပေမဲ့အသက်လွတ်တယ်ဆိုရင်တော့လွတ်ပေးတယ်လို့ပြောပါတယ်ဆိုတော့ကျွမ်းတငယ်ချင်းလာတော့ကသူအရင်ဆုံးထိုင်းကိုသွားလိုက်တယ်ထိုင်းမှာသူ3ရက်လောက်နေပြီးပြီဆိုမှစင်ကာပူကိုဝင်တယ်ပေါ့နော်ဆိုတော့ဘလောက်ကုန်လဲဆိုရင်တော့ထိုင်းမှာသူသွားတော့ကအဲ့လောက်မကုန်ဘူးနော်အခန်းကားနဲ့ပါနဲ့ဆိုရင်စင်ကာပူဒေါ်လာ ဒေါ်လာ100ကျော်200အိမ်ဝင်းချင်လောက်ပဲကုန်တယ်ပေါ့ဒေါ်လာ200ဆိုမြန်မာငွေ6သိန်းလောက်ပဲကုန်ပါတယ်အဲ့ဒါသူ3ရက်4ရက်လောက်တော့နေလို့ရတယ်ပေါ့နော်ဟိုမှာဘာလို့လဲဆိုတော့သူကျော်စားတာတောက်တာဟိုတယ်မှာတဲတာဆိုတော့လေတကယ်တမ်းကအဲ့တက်အများကြီးတက်တာပါတယ်ပေါ့နော်အရင်ဆုံးသူထိုင်းကိုသွားတယ်ပြီးတော့မှကျွန်တော်တို့စင်ကာပူကိုလာတယ်စင်ကာပူကိုလာတဲ့အချိန်အရန်လွယ်ပါတယ်ထိုင်းကနေစင်ကာပူကိုလာတာဘာလို့လဲဆိုရင်စင်ကာပူကကျွန်တော်တို့ဗီဇာမလိုဘူးပြီးတော့နောက်တစ်ခုကျတို့ဒီ ICA မှာနှစ်ရက်အကျိုးဖြည့်ခဲ့ဖို့တော့မမေ့ပါနဲ့ပေါ့နော်ဆိုတော့စင်ကာပူဝင်တဲ့အချိန်မှာ ဟိုဘယ်လိုပြရမလဲဒီအဝင်မှာဖြည့်လို့ရတယ်ဆိုပေမဲ့ပေါ့နော်ကျွန်တော်တို့ ICA website မှာတခါလေးဖြည့်တာရယ်ဆိုရင် passport စာအုပ်ကိုကျွန်တော်တို့ဒီတခါလေး scan ဖတ်လိုက်တာနဲ့ဝင်ဝင်ပြုတ်ရယ်ပေါ့နော်ကျတော့ ICA ထဲမှာ website မှာနှစ်ရက်ကြိုပြည့်သွားရယ်ဆိုရင်ပြီးတော့သူက visa ဘယ်လောက်ပေးလဲဆိုရင်အလဲပတ်ဆိုရင်တစ်လနေဝင်ပေးပါတယ်ကျတော့ ဒါတော့ကြောတငယ်ချင်းဘယ်လိုလာလဲဆိုတော့ဒီနေ့ဒီဗီဒီယိုမှာကျွန်တော် sharing လုပ်ပေးတာဖြစ်ပါတယ်ဆိုတော့အခုအချိန်နေနဲ့အခု၃လပိုင်းအချိန်နေနဲ့ဆိုရင်တော့ပြပဘယ်လိုထွက်မလဲဆိုရင်တော့ဒီနီလန်ကပို့အစဉ်ပြေလိမ့်မယ်ပေါ့နော်ဒါတော့ကျွန်တော်ဟိုကြောတငယ်ချင်းဒီ၁၂လပိုင်းတုန်းကလာတဲ့ဟာကိုကျွန်တော် knowledge sharing တစ်ခုအနေနဲ့ပြန်လုပ်ပေးတာပါအခုချိန်ကလည်းကျွန်တော်မြန်မာပြည်ကနေကျွန်တော်တခြားနိုင်ငံကိုထွက်ဖို့ကလည်းတော်တော်များများကျိုးစားနေကြတဲ့လူတွေဆိုတော့လေအဲဆိုတော့ကျတို့အဓိကကလေရင်ဂိတ်ကဦးလေးကြီးတွေရဲ့ကျတို့အယုံ ယုံဖို့လိုတယ်ပေါ့နော်ဆိုတော့အဲနောက်ခုနောက်ခုပြောချင်တာကပေါ့နော်ကျောတငယ်ချင်းလာတော့ကတက်တန်လေးတက်တန်လေးတတိသားဆိုင်ပုံစံဝက်ပါတယ်ပြီးတော့နောက်တစ်ခုဘာလွယ်အိတ်ဘာမှအဲ့လောက်ကြီး lucky h တွေပါနေလာတာမဟုတ်ဘူးပေါ့နော်လွယ်အိတ်တစ်လုံးနဲ့လာတာပါဆိုတော့သူကအလဲသွားမယ်ဆိုပြီးတော့မှထွက်တာဖြစ်တဲ့အတွက်အလဲသွားမယ်ပုံစံပဲလုပ်စီချင်ပါတယ်ပေါ့နော်ဆိုတော့အဓိက passport pv နဲ့ဆိုရင်ဘယ်လိုထွက်ရမလဲဆိုတာကိုဒီနေ့ဒီဗီဒီယိုမှာကျွန်တော် knowledge sharing လုပ်ပေးခဲ့တာဖြစ်တဲ့အတွက်ဆိုတော့ အခုအကျိုးရှိမယ်လို့တော့ထင်ပါတယ်ဆိုတော့အချိန်နေတဲ့အချိန်ကောင်တုံးတက်ပြီးပြီဆိုမှလာစီခြင်းနဲ့ပေါ့နော်နောက်မှဆိုရင်တို့တို့မလိုလားအပ်တဲ့ပြဿနာတွေဖြစ်သွားမယ်ပေါ့နော်ဆိုတော့အားလုံးပဲနောက်ဗီဒီယိုမှာကြည့်နေပါမယ်ဘိုင်ဘိုင်